န္တလေးတိုင်းမရယာမြို့နယ်အင်ဂျင်မြိုင်ဆယ်တော်ကြီးနဲ့စကြင်တောင်ပဝင်းကျင်ကိုစစ်ကောင်မရှင်ကထိန်းချုပ်ပြီးနောက်တပိတ်ချင်းမြို့နယ်အတွင်းကိုဝင်ရောက်ဖို့ပြင်ဆင်နေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့ကမရယာရှိတွန်လိုင်းတက်တွေတက်ဆွဲရာစီရင်ရရေးပါတဲ့နယ်မြေတွေကိုစစ်ကောင်မရှင်ကပြန်လည်ထိန်းချုပ်ပြီးနောက်တပိတ်ချင်းမြို့နယ်အတွင်းကိုတင်ကားနဲ့တန်ချက်ကရင်းတွေပါတုံးပြီးဝင်ရောက်ဖို့ကြိုးပမ်းလာတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။ မရီယာကိုသိမ်းပြီးနောက်မှာမန္တလေးမြောင်ချမ်းစီးရီနေထားရီပြောင်းလဲလာတယ်။တပိတ်ချင်းနယ်အတွင်းကိုအင်အားလုံးရင်းနဲ့ဝင်ရောက်နိုင်ရေးပြင်ဆင်လာနေပါပြီလို့စီးရီသတင်းရင်းမြစ်က AR Times ကိုပြောပါရယ်။မရီယာမြို့နယ်မြောက်ဖျားရှိတန်ငါမြောက်ရွာအထိထိန်းချုပ်လာတဲ့စစ်ကောင်စီက60မမတာဝေးပစ်စိန်မြောင်းတွေကိုအလွန်ကျွန်းသုံးပြီးတပိတ်ချင်းနယ်အတွင်းကိုဝင်ရောက်ဖို့ပြင်ဆင်လာတာဖြစ်ပါရယ်။စစ်ကောင်စီရဲ့စီးရီပြင်ဆင်နေမှုတွေရ ။တပိန်ချင်းနဲ့စင်ကူးကိုအဓိကစစ်မျက်နှာဖြစ်ထိုးစစ်ဆင်မှုပြင်ဆင်နေတာဖြစ်တယ်လို့သတင်းရင်းမြစ်ကဆိုပါရယ်။စစ်ကောင်မရှင်ရဲ့ခလိုက်ရရှင်ကစစ်ကြောင်းနှစ်ကြောင်းလုံးစေတော်ကြီးထိရောက်ရှိလာပြီးလေချောင်းရံကောင်ဝေးတက်နဲ့စကြင်တောင်ထိထိမ့်ချုပ်သွားနိုင်တာလည်းဖြစ်ပါရယ်။မရီယာမြို့နယ်စင်ကူးမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တွေမှာဆေးရုံပုံမပြင်းထန်လာတာကြောင့်ဒေသခံပြည်သူတွေအနေနဲ့ဆေးရုံအသိရှိကြဖို့ပြည်သူ့ကောင်ကွယ်တက်မတော်မန္တလေး MDY PDF ကနိုဝင်ဘာ10ရက်နေ့မှာထုတ်ပြန်ထားပါတယ် စစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာမရီယာစင်ကုန်းနဲ့တပိတ်ချင်းမျိုးနယ်တွေပါရွေးကောက်ပွဲပြုလုပ်ဖို့ပါဝင်နေတဲ့အတွက်စစ်ကောင်မရှင်ကအဲ့ဒီနယ်မြေတွေကိုထိန်းချုပ်ဆိုးမှုဖို့အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ MDY PDF ကထုတ်ပြန်ထားပါတယ် ်တက်တော် AA နဲ့စစ်ကော်မရှင်တို့ရဲ့ရခိုင်ပကိုးအဆက်ရခိုင်မကွေးအဆက်ရခိုင် ARI အဆက်တိုက်ပွဲတွေမှာစစ်ကော်မရှင်ဘက်ကထွက်ပြေးလို့ဖမ်းဆီးခံရသူလက်နက်ချသူ80ကျော်ရှိလာတယ်လို့သိရှိရပါတယ်။ Brown တက်နဲ့တိုက်ပွဲတွေက ထွက်ပြေးတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေလက်နက်ချအညံ့ခံလာသူတပ်ဖွဲ့ဝင်တွေ30ကျော်ရှိပြီး ARI တိုင်းတွင်းကဖမ်းဆီးရမိသူနဲ့လက်နက်ချသူစစ်ကော်မရှင်တပ်ဖွဲ့ဝင်အယောက်40ရှိကား နေကန်တိုက်ပွဲကလက်နက်ချလာသူတက်ကြွကြီးတူးရှိတယ်လို့နိုဝင်ဘာလ17ရက်နေ့ညပိုင်းမှာ AA ကထုတ်ပြန်လာပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ8ရက်9ရက်10ရက်နေ့တွေမှာကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပဆတ်ဆက်ချောင်းနီတိုက်ပွဲတွေအတွင်းကနေစစ်ကောင်မရှင်ရဲ့စစ်စင်ရေးကွက်ကဲမှုဌာနချုပ်စကခ30လောက်ခန်းခမရ363နဲ့ခမရ363တရင်တွေကအလံဖြူထောင်တက်ပြေးလက်ရဖမ်းမိသူစုစုပေါင်း16ဦးထိရှိတယ်လို့သိရပါတယ်။ ဒါအပြင်အခြားသောဆင်းမျက်နှာပြင်တစ်ခုဖြစ်တဲ့ပဲခူးတိုင်းဗရောင်းမြို့နယ်ညောင်ကျိုးကျေးရွာရဲ့အရှိတ်မီတာ2500กว่าမှာရှိတဲ့လေးလံတောင်ပဝင်းကျင်နီတိုက်ပွဲတွေကနေနိုဝင်ဘာ8ရက်9ရက်နေ့တွင်မှာစစ်ကောင်မရှင်ရဲ့စကခ30လောက်ခန့်ခမရ368တရင်တစ်ခုတည်းကအလန်းပြူထောင် တက်ပြေးလက်ရဖမ်းမိသူစုစုပေါင်း10ဦးထိရှိတယ်လို့သိရှိရပါတယ် နိုဝင်ဘာ9ရက်နေ့မှာလဲဘကိုးတိုင်းဗရောင်းမြို့နယ်ကပ္ပဆာ16နီးရင်ဆိုင်တိုက်ပွဲတွေတွင်စစ်ကောမရှင်ရဲ့စကကတစ်ဆယ်လောက်ခန်ခမရ363တန်ရင်ကတပ်ဖွဲ့ဝင်၄ဦးတို့ကိုလည်းလက်ရဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။နိုဝင်ဘာလ10ရက်နေ့မနက်9နာရီလောက်ကနယ်ရကန်ပြူအောင်ကုန်းကနေစစ်ကောမရှင်တပ်အမှတ်9စစ်မြေပြင်စေးတက်ရင်ခိုလန်အခြေဆိုင်တပ်ကဒုတက်ချက်မျိုးမင်းထွန်းဟာ AAC အလင်းဝင်ရောက်လာခဲ့ပါတယ်။ လက်ရှိချိန်မှာစကကစခုနှစ်မိုင်းပန်ရဲ့ကုတ်ကဲမှုအောက်မှာရှိတဲ့အဲ့ဒီတရင်ဟာနေကံပြူဟာကုန်းမှာအေအေရဲ့ဝိုင်းရံပိတ်ဆို့မှုကိုခံထားရတဲ့တရင်တစ်ခုဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြပါရယ်။အော်တိုဘာလ3ရက်နေ့ကနေနိုဝင်ဘာ9ရက်နေ့တွင်အေရီတိုင်းတာပေါင်းမြို့နယ်တာပေါင်းလေးကြီးွာနီးနဲ့နေမျက်နှာမြို့နယ်ဆက်ဆက်ယူချင်းလယ်ကြီးွာနီးပတ်ဝန်းကျင်တွင်မှဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာစစ်ကောင်မရှင်တပ်ကထွက်ပြေးလာပြီး အာရဖာတက်တော် AAC မှာဖမ်းဆီးခံရသူ20ကျော်နဲ့လက်နက်ချအလင်းဝင်ရောက်သူ20ကျော်အထိရှိခဲ့ပါတယ်။စင်ကောမရှင်ရဲ့တပ်ဖွဲ့ဝင်တွေမှာ ခမရ၄ခမရ၅ခမရ၆ခမရ30ခလရ39ခလရ83ညအစရှိတဲ့တပ်မ66လောက်ခံတရင်တွေနဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လောက်ခံတရင်တွေဖြစ်ကြတဲ့ခလရ63အိမ်မဲခလရ21ပသိမ်အစရှိတဲ့တရင်တွေကနေ ထွက်ပြေးလာကြသူတွေနဲ့လက်နက်ချအလင်းဝင်ရောက်လာကြသူတွေဖြစ်ပါတယ်။အဆိုပါလင်းဝင်ရောက်လာသူတွေနဲ့ဖမ်းဆီးရမိတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေအလုံးနီးပါးဟာ2025ခုနှစ်အတွင်းစစ်ကောင်မရှင်တပ်ရဲ့အတင်းအဓမ္မစစ်မှုရန်ပေါ်တာဆွဲခံရတဲ့စစ်တပ်နန်းစင်းတွေဖြစ်ကြပြီးအချို့မှာတော့ဆက်ရှိနှစ်တောင်မပြည့်သေးသူတွေအထက်တန်းတက်နေကြသူတွေចောင်းသားတွေဖြစ်တယ်လို့ AA ကဆိုထားပါတယ်။ RF တက်တော် AA အနေနဲ့လက်နက်ချလင်းဝင်ရောက်လာသူတွေကို စစ်တုံမှန်ဥပဒေနဲ့ညီကောင်းမွန်စွာပြုစုဆောင်ရှောက်ထားတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်စကိုင်းတိုင်းကမ်းပလူမြို့နယ်ကနေခင်ဦးဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အားတရာကျော်ပါတက်မ33နဲ့လောက်ခံတက်ကိုတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်မရှင်တက်ရဲ့စစ်ကြောင်းစုဖွဲ့မှုပြက်ကစစ်ကြောင်းမှုပောင်ဝင်တက်ဖွဲ့ဝင်90လောက်သေဆုံးပြီးစစ်တုံမှန်15ဦးဖမ်းဆီးရမိတယ်လို့သိရပါဗျ။နိုဝင်ဘာ12ရက်နေ့မနက်7:00နာရီလောက်က ကမ်ဘလူမျိုးနယ်ဝတ်တိုးချင်းရွာစစ်ကောင်မရှင်တက်အထိုင်စခန်းကနေအင်အားတရာကျော်နဲ့စစ်ကြောင်းထိုးလာတဲ့တပ်မ33လောက်ခန်းခလာရ111စစ်ကြောင်းကိုကမ်ဘလူမျိုးနယ်ရင်းတိုက်ရွာနီးမှာတွန်လိုင်းတက်တွေကဝိုင်းဝန်းတိုက်ခိုက်ကြတာဖြစ်တယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။အဆိုပါတိုက်ပွဲမှာ3နိုင်ကျော်ကြာမြင့်ခဲ့ပြီးစစ်ကောင်မရှင်တက်ဖက်ကစစ်ကြောင်းမှုပောင်ဝင်ပြည်သူစစ်50လောက်တေဆုံးပြီးစစ်တုံးမှန်15ဦးကိုလက်နက်ခဲယမ်းတွေနဲ့တူဖမ်းဆီးရမိတယ်လို့ စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖစီကသိရပါရယ်တက်လာတဲ့စစ်ကြောင်းပြက်ပြီးစစ်ကြောင်းမှုတည်တယ်အထိုင်စခန်းထဲကို20ကျော်လောက်ပဲပြန်ဝင်သွားနိုင်တယ်အရှင်မိတဲ့ကောင်တွေမှာဖင်တွေကြီးပဲကြီးမှန်းတော့ဖင်တွေကုန်းပြီးကာသလားမသိဘူးလို့တော်လိုင်းတက်ဖွဲ့ဝင်တူက AR Times ကိုပြောပါရယ်တိုင်ပွဲတွင် MA1 နှစ်လက် MA3 နှစ်လက် MA4 တစ်လက် G3 ခုနှစ်လက် MA6 တစ်လက် MAN တလက်ကပိုင်5လက်၁၄၀၀တလက်၄လက်ဒရုန်းတစ်စင်းဂျမ်းမာအကြီးတလုံးပါဝါစတေရှင်တလုံး laptop တလုံး40မမဖုန်းတလုံးအင်ဒီကာ၃လုံးတို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်အဆိုပါတိုက်ပွဲမှာကမ်ဘလူပန်ကဖကာဘိုးတိုက်နယ်ပန်ကဖကြောက်တိုင်ပန်ကဖရေဦးမြို့နယ်လက်ယုံပန်ကဖခင်ဦးပန်ကဖ PDF ပန်လဖစုဖွဲ့တက်ခွဲတို့ပါဝင်တိုက်ခိုက်ခဲ့ပါတယ် ကမ်းဘလူခရိုင်ရွှေဘိုခရိုင်တွေမှာစစ်ကြောင်းထိုးပြီးအကြမ်းဖက်လုပ်ရက်တွေကိုလှုပ်ဆောင်နေတဲ့စစ်တပ်စစ်ကြောင်းကိုကမ်းဘလူခရိုင်ပကဖအထူးလှုပ်ရှားတက်ရင်ရေဦးမြို့နယ်ပကဖဒူဝွန်အဖွဲ့ရွှေဘိုခရိုင်အမှတ်3တက်ရင်ခင်ဦးအမှတ်25တက်ရင်ဒဇယ်နဲ့တွန်လိုင်းအင်အားစုတွေကကြားဖြတ်တိုက်ခိုက်ခဲ့လို့စစ်တပ်ဘက်ကထိနာပြီးစစ်တုံးမန်းနဲ့လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိကြောင်းစကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကသတင်းထုတ်ပြန်ထားပါတယ် AR တိုင်းလေးမျက်နာမြို့နယ်နဲ့တာမောင်းမြို့နယ်တွေမှာစစ်ကောင်မရှင်နဲ့ AA ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနေ့စဉ်ဤပါထွက်ပြေးနေတယ်လို့သိရှိရပါတယ်။လေးမျက်နာမြို့နယ်ဆက်ဆက်ယိုရွာနီးနဲ့ချင်းလက်ရွာနီးတို့မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်ကောင်မရှင်ကစစ်ကူအင်အားအများအများပို့ဆောင်နေရတယ်လို့ဒေသခံတွေစီကသိရပါတယ်။တိုက်ပွဲတွေကနေစစ်သားတွေစုလိုက်ထွက်ပြေးနေတာပြီးခဲ့တဲ့တစ်ပတ်ကစစ်သား၄ယောက်လက်နက်တွေနဲ့ထွက်ပြေးလာကြတယ်။ တို့ကတောလန်းကပြေးတာလိုက်ရှာသူတွေကတလန်းမှုလွတ်သွားကြတယ်လို့လေးမျက်နာဒေတာကန်တူးက ERI Times ကိုပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့ကလေးမျက်နာမြို့နယ်အတွင်းကိုစစ်ကောင်မရှင်က Y12 Jet Fighter တွေနဲ့အဆက်မပြတ်ဘုံးကျဲချတိုက်ခိုက်ခဲ့ပါရယ်လေကြောင်းတိုက်ခိုက်မှုမတိုင်ခင်စစ်ကောင်မရှင်ကလေးမျက်နာမြို့နယ်ဘက်ကိုအင်အားအပြည့်ပါတဲ့အမိုးအုပ်စစ်သုံးကားကြီးဆယ်စီးကျော်ကိုဟင်းဒရာဘက်ကနေပို့ဆောင်ခဲ့တယ်လို့ဒေတာကန်တွေကဆိုပါရယ် အော်တိုဘာလ3ရက်နေ့ကနေနိုဝင်ဘာ9ရက်နေ့တွင်အယောရီတိုင်းတာပေါင်းမြို့နယ်တာပေါင်းလေးကျေးရွာနီးနဲ့လေးမျက်နှာမြို့နယ်ဆက်ဆက်ယူချင်းလယ်ရွာနီးပတ်ဝန်းကျင်တွင်မှဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေတွင်စစ်ကောင်မရှင်တပ်ကထွက်ပြေးလာပြီးအာရခတပ်တော် AAC မှဖမ်းဆီးခံရတဲ့သူ20ကျော်နဲ့လန်နန်ချအလင်းဝင်ရောက်လာသူ20ကျော်အထိရှိခဲ့တယ်လို့ AA ကနိုဝင်ဘာ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်စစ်ကောင်မရှင်ရဲ့တပ်ဖွဲ့တွေမှာ ခမာယ၄ခမာယ၅ခမာယ၆ခမာယ၁၀ ခလာရ39ခလာရ83အစရှိတဲ့တမ66လောက်ခံတရင်တွေနဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လောက်ခံတရင်တွေ ဖြစ်ကြတဲ့ခလာရ63ခလာရ21အစရှိတဲ့တရင်တွေကထွက်ပြေးလာကြသူတွေနဲ့လက်နက်ချလင်းဝင်ရောက်လာကြသူတွေဖြစ်တယ်လို့လည်းသိရပါဗျ။အဆိုပါလင်းဝင်ရောက်လာသူတွေနဲ့ဖမ်းဆီးရမိတဲ့စစ်ကော်မရှင်တပ်ဖွဲ့တွေအားလုံးနှိပါးဟာ2025ခုနှစ်အတွင်းစစ်ကော်မရှင်တပ်ရဲ့အတင်းအဓမ္မစစ်မှုရန်ပေါ်တာဆွဲတာခံရတဲ့ စေတနံဆင်းတွေဖြစ်ကြပြီးအချို့မှာဆက်ရှင်နဲ့မပြည့်သေးသူတွေအထက်တန်းပညာရေးတက်နေကြတဲ့ចောင်းသားတွေဖြစ်တယ်လို့လည်းအေအေကဆိုထားပါတယ်။နေပြည်တော်ကောင်စီနယ်မြေတက်ကုံမြို့နယ်ကရန်ကုန်မန္တလေးအမြန်လမ်းမပေါ်မှာတည်ရှိတဲ့စစ်ကောမရှင်အကိစကန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းနိုင်အမှတ်239ရှိလေးကတရာစစ်ကောမရှင်ကိစကန်းကို ပြီးခဲ့တဲ့နိုဝင်ဘာ17ရက်ည9:45မိနစ်မှာနေပြည်တော်တပ်ကုန်းပီဒီအမှတ်103ကရဲဘော်တွေကပျောက်ကြားနှီးနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါတိုက်ပွဲကြခြင်းမိနစ်30အတွင်းစစ်ကောင်မရှင်တပ်ဖက်ကတပ်ဖွဲ့ဝင်2ဦးသေဆုံးပြီးဗိုလ်ကြီးအဆင့်ရှိသူတဦးဒဏ်ရာပြင်းထန်ကဆေးရုံကိုပို့ဆောင်ကုသထားရတယ်လို့တရင်မှတ်103ကထုတ်ပြန်ထားပါတယ် လေကန်စကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်အမြန်လန်းနောက်ဖက်ချမ်းရှိကျေးရွာတွေကိုစစ်ကောင်မရှင်ဘက်ကစစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့လဲဒေသခံသတင်းရင်းမြစ်တွေစီကသိရပါတယ်။ PDF တရင်အမှတ်103ကလည်းစစ်ကောင်မရှင်ရဲ့စစ်ကြောင်းထိုးဝင်ရောက်နေမှုတွေကြောင့်ကျေးရွာနေပြည်သူတွေအနေနဲ့စည်ရေးသတိနဲ့နေထိုင်သွားလာကြဖို့ထုတ်ပြန်သတိပေးထားပါတယ်။ပဲခူးတိုင်းနောင်ချမ်းဘရောင်းတက်နယ်ညောင်ကျိုးစစ်မျက်နှာပြင်မှာ အရခတက်တော်အေးနဲ့စစ်ကောင်မရှင်တက်တို့ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပါတယ်။စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ30မော်လိုက်ရဲ့လောက်ခံတက်တွေဟာညောင်ကျိုးညောင်ချောင်းနဲ့ကောက်ွေးပစ္စည်းဆက်ယုံကပ္ပဆာ76ဤတိုက်ပွဲတွေမှာထိခိုက်သေးဆုံးထွက်ပြေးမှုတွေရှိနေပြီးအထိနာနေတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။အေအေကဖန်ဆီးရမိတဲ့တက်တွေထဲမှာကလေးနဲ့ဖောင်းမြင်ကတက်တွေပါတယ်။ ပြီးခဲ့တဲ့၄ရက်နေ့ကလည်းညောင်ခြောက်ကလွတ်လိုက်တဲ့တက်တွေကစင်ကလျားထွက်ပြေးကြတယ်လို့သတင်းထွက်ထားတော့အေးက30ကျော်ကိုဖမ်းမိတယ်ဆိုတာသတင်းမှန်ပါပဲညောင်ကျိုးတဝိုက်နဲ့ကပ္ပဆာ6နီးမှာတော့တိုက်ပွဲပြင်းထန်နေပါတယ်လို့စီရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်အခုနိုဝင်ဘာ၈ရက်၉ရက်၁၀ရက်နေ့တွေမှာ ညောင်ကျိုးစစ်မျက်နှာပြင်ကထွက်ပြေးပြီးဖမ်းဆီးရမိသူလက်နက်ချလင်းဝင်သူစစ်ကောင်မရှင်တပ်ဖွဲ့ဝင်30လောက်ကိုအေအေကထိမ့်သိမ်းထားတယ်လို့နိုဝင်ဘာ17ရက်နေ့ကထုတ်ပြန်ထားပါတယ်စစ်ကောင်မရှင်ရဲ့စကားက30လောက်ခန့်ခမရ361နဲ့ခမရ363တရင်တွေကစစ်ကောင်မရှင်တပ်ဖွဲ့ဝင်16ယောက်ကိုကပ္ပစာ16နီးတိုက်ပွဲတွေအတွင်းကနေအေအေကဖမ်းဆီးရမိခဲ့တာပါညောင်ကျိုးကျေးရွာနယ်အရှိတ်မီတာ2500กว่ามาရှိတဲ့ လေသာတောင်ပဝင်းကျင်မှာလည်းတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးခမာရ368တန်ရင်တစ်ခုတည်းကစစ်ကောင်မရှင်10ယောက်ကိုအေးကလက်ရဖမ်းဆီးရမိခဲ့ပါတယ်။ဒါအပြင်ဗရောင်းမျိုးနယ်ကပ္ပစ16နီးရင်ဆိုင်တိုက်ပွဲတွေမှာလည်းခမာရ363တန်ရင်ကတပ်ဖွဲ့ဝင်၄ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ထီးတွေ့တိုက်ပွဲတွေကနေရခိုင်ရိုးမပေါ်နဲ့ရိုးမအောက်တောင်ကြားလမ်းတွေမှာပြင်းထန်ခဲ့ပြီးကပ္ပစ16ရဲ့ကကင်းနေရာညောင်ကျိုးစင်လန်ကြားလေးသာတောင်ကျော် 0.63လုံးစခန်းကုန်းနီးတွေမှာတိုက်ပွဲတွေဆက်လက်ဖြစ်နေတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့0.63လုံးစခန်းကုန်းဟာကပ္ပစ16ရဲ့အဓိကကာကင်းစခန်းကုန်းဖြစ်ပြီး9မိုင်ကျော်กว่าဝေးတယ်လို့သိရပါဗျ။စစ်ကောမရှင်တက်တွေအနေနဲ့ဆင်လန်နဲ့ညောင်ချောက်တို့ဘက်ကနေအင်အားစုဖွဲ့လာတဲ့စစ်ကြောင်းဟာညောင်ကျိုးဘက်ကိုတံပြန်တိုက်စစ်ဆင်လာတဲ့အနေအထားကိုရောက်ရှိနေတယ်လို့လည်းသိရပါဗျ။ လက်ရှိမှာစကားက30မော်လိုက်ရဲ့လောက်ခံတရင်တွေကနေတက်ဖွဲ့ဝင်30ကျော်ဟာ၃ရက်အတွင်းကစင်ကလျာထွက်ပြေးက အလံဖြူထောင်လက်နက်ချခဲ့တယ်လို့သိရှိရပါတယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်အတွင်းထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မောတောင်မြို့ကိုတော်လိုင်းပူပေါင်းတက်ဖွဲ့တွေက မနေ့ကနိုဝင်ဘာ14ရက်နေ့မနက်ပိုင်းမှာသိမ်းပိုင်နိုင်ခဲ့ကြပါတယ်။ မောတောင်မြို့ကို၃ရက်အတွင်းတော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးလက်ရှိမှာပြည်သူ့စစ်ပောင်းဝင်စစ်ကော်မရှင်တပ်သား၄၂ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီးထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးသွားတဲ့စစ်သားတွေလည်းအများပြားရှိနေတယ်လို့သိရှိရပါတယ်တိုက်ခိုက်ခဲ့တာက၃ရက်ပဲကြာတာပြင်ဆင်မှုကတော့ကျွန်တော်တို့အချိန်များစွာယူပြီးတော့တေချာပြင်ဆင်ခဲ့တာဖြစ်တယ်။အတူတူပိုးပေါင်းတိုက်ခိုက်ခဲ့ကြတဲ့တပ်ဖွဲ့တွေအကုန်လုံးကလည်းတန်းညီလက်ညီနဲ့စနစ်ကောင်းကောင်းနဲ့ဖြူဟာကောင်းကောင်းနဲ့တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်လို့ Force for Federal Democracy တပ်ဖွဲ့ဒုတာဝန်ကအောင်က ARD Times ကိုပြောပါရယ်။မော်တောင်မြို့ကိုစစ်ကောင်မရှင်ကလက်ရှိချိန်ထိလေကြောင်းတိုက်ခိုက်မှုတွေများစွာပြုလုပ်နေဆဲဖြစ်ပြီးတွန်လိုင်းတပ်ဖွဲ့တွေကလည်းနေမြေရှင်းလင်းလုပ်ငန်းစဉ်တွေဆက်လက်လုပ်ကိုင်နေတယ်လို့ FFDC ကသိရပါရယ်။မြို့သိမ်းတိုက်ပွဲပြီးနောက်စစ်ကောင်မရှင်စီက120မမ2လက် .5 တလက်60မမ3လက် RPG 2လက်ငကြင်းမီ1လက် လက်နက်ငယ်29လက် ကြီးတောင်မျိုးစုံဂျမ်းမာခဲရဲမျိုးစုံနဲ့စစ်ဘက်ဆိုင်ရာဆက်ဆက်ပစ္စည်းအများပြားသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။အကြံဖက်စစ်တပ်ကရွေးကောက်ပွဲဟန်ပြလုပ်ပြီးတော့ထွက်ပေါက်တစ်ခုရှာဖို့လုံနေကြတဲ့အချိန်ဖြစ်တဲ့အတင်းအဓမ္မစုဆောင်ထားတဲ့စစ်သားတွေနဲ့ကျွန်တော်တို့တွန်လိုင်းတက်တွေကိုထိုးစစ်တွေများစွာဆင်နေတဲ့အချိန်လည်းဖြစ်တယ်။ဒီချိန်မှာကျွန်တော်တို့ဘက်ကတံပြန်တိုက်စစ်အနေနဲ့ဒီမောတောင်မြို့ကိုတိုက်ခိုက်သိမ်းပိုက်လိုက်တာကကောင်းမွန်တဲ့အောင်မြင်မှုတရက်လို့ပြောနိုင်ပါတယ်လို့ ဒူတောင်ဝင်းကအောင်ကဆက်လက်ပြောပါရယ်။အဆိုပါမျိုးသိန်းတိုင်ပွဲကို KNU KNL ဦးဆောင်မှုနဲ့တူ KNL တက်မာလေးကတရင်203တရင်71 KNDO တရင်9တရင်71ဗမာပြည်သူလူမျိုးရေးတက်မတော် BPL Force for Federal Democracy တက်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါရယ်။